အေရီတိုင်းမှာမိုးတဲထန်စွာရာသွန်းတဲ့တန်လျှောက်မပဲနဲ့ပဲဒီစိမ့်နေအပါဝင်တွေတိနှံ့တွေပြည့်စည်ဆုံးရှုံးခဲ့တယ်လို့ဒေသခံတောင်သူတွေစီကသိရပါတယ်။မေလာပထမအပတ်ကနေဒီနေ့ထိရက်ဆက်ရွာသွန်းတဲ့မိုးတန်လျှောက်အေရီတိုင်းနဲ့ကအိမ်မဲငပူတော်ပသိတာပေါင်းကြီးကြီးဒနုဖြူဝါခင်မပိုကလေးဇလွန်ဟင်္ဒရညောင်မြချိုက်လက်လေးမင်းနာစတဲ့မျိုးတွေမှာ တောင်သူတွေကစိုက်ပျိုးထားတဲ့မပဲနေကြပဲနဲ့ပဲဒီစိမ့်စခင်းအေက ထောင်ချီရင်နဲ့ပျက်စီးခဲ့တာလို့သိရပါပဲ။ဟင်္သာမျိုးနဲ့တောင်သူတယောက်ကပဲရီစိမ့်နဲ့လုံးဝမသိမ်းရခဲ့ဘူး။အခုမိုးမိပြီးအကုန်ပျက်စီးခဲ့တာ။တိမ်တော့မဲ့ဆက်ဆက်မိုးရွာရဲ့အများပြီးအပင်တွေလဲကျကုန်ပြီးပုတ်ပွားပျက်စီးကုန်တာလို့ပြောလာပါတယ်။ ARV တိုင်းထဲမှာမိုးတိုင်ကြောင့်တောင်သူတွေစိုက်ထားတဲ့နေကြမပဲပဲဒီစိန်စားတဲ့မိုးတိုင်မခံနိုင်တဲ့ငွေသီးနှံစိုက်ခင်းတွေပျက်စီးဆုံးရှုံးခဲ့ရတဲ့အခြေအနေကိုစက်ကောင်စီလက်အောက်ခံဌာနအဖွဲ့အစည်းတွေကစရင်ကောက်ယူတာမရှိဘူးလို့သိရပါတယ်။ဘန်တနော်မျိုးကတောင်သူတယောက်ကတီးနိုင်ဈေးကွက်ကမကောင်းဈေးကမကောင်း လဲလို့ရတာလဲနှလုံးကမထူးပဲတွင်မိုးရံကြောင့်ဆုံးရှုံးရတာစဘာဝကလည်းအားကိုးလို့မရပါဘူးစဘာစည်းကဘာမှမရှိဘူးတက်ဆိုင်ရာကကုညီပေးရလဲမရှိဘူးလို့ပြောလာပါတယ်အဲ့လိုတီးနဲ့ဆက်ခင်းမိုးများတဲ့တန်ကြောင့်ပျက်စီးခဲ့ရတဲ့တောင်သူတယောက်ကိုကြမ်းမြငွေချက်သိန်း20နဲ့အထက်ဆုံးရှုံးခဲ့တယ်လို့စက်ကောင်စီကလည်းစိုက်ပန်ချင်းငွေတွေဖိအားပေးတောင်းယူနေလို့သိရပါတယ် ERI တိုင်းထဲမှာမပဲနဲ့ပဲဒီစင်ဧက18သိန်းကိ20စိုက်ပျိုးထုတ်လုပ်ကြပြီးမြေသီးနယ်စိုက်ပျိုးရမှာ မပဲနဲ့ပဲဒီဇင်ကိုအဓိကစိုက်ပျိုးကြတာလို့ဒေတာခန်တောင်သူတွေစီကသိရပါဗျ။